တနေ့နေ့သားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တနေ့နေ့သားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ ကိုယ့်ရဲ့အိမ်မှာအလှမင်္ဂလာဆောင်တွေပေါ်တတ်တယ်ဗျလုံတုံးကတော့အလှလေးရဲ့သေးသေးလေးပဲနောက်တော့အလှကအကြီးကြီးဖြစ်သွားလိမ့်မယ်ဆရာတော်သမားတော်ရဲ့ပုံတော်တကူကြီးပြတော်ရဲ့ပုံတော်အိမ်ကိုကြွလာလာကိုလက်ဆောင်ရတာမျိုးလေကြုံရတတ်တဲ့အချိန်ဖြစ်ပါဘုရားပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေဝင်လာဖို့ရှိပါတယ်ဗျ ွေရပြီဆိုတာနဲ့ရွှေဆိုင်ဟုတ်သွားရွှေလှုပ်ထားမိတ်ဆွေပေါင်းတင်တဲ့ကစစစစညာနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေး၎င်းတို့နဲ့ဘူးတဲ့ပေါင်းဆက်ပြီးလှုပ်တဲ့လူတွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရအာဣဥဧဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာ ဖြစ်ပါတယ် ာသမီနဲ့ပတ်သက်တဲ့ကိစ္စစိုးရင်စရာပူပန်စရာကိစ္စလေးတွေဖြစ်တတ်တယ်။အောက်လငသားနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လက်ထောက်လေးတွေထိခိုက်တဲ့အရာတတ်တယ်။ကားဝယ်ဖို့ကြည်ရထားတဲ့သူတွေ15ရက်ကြော်မှဝယ်ပါဗျ။ကျန်တဲ့နောက်ချက်တွေနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုမနာလိုလို့တစုံတစ်ယောက်ကနေပြီးတော့မကောင်းသောတက်ပညာရည်နဲ့ပြူစားစင်တိုက်ခိုက်နှောက်ယှက်နေတာတွေရှိပါတယ်ဗျ။ ခြေနဲ့ပတ်သက်တဲ့ကိစ္စအင်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့အခြေတဲ့တပံမွေးဖွားခြင်းဆိုတဲ့ကိင္ကနမျိုးကိုရောက်လို့နေပါတယ်။ဂျမအင်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ဒူးနာခြင်းဒူးကခြင်းတွေဖြစ်တတ်ပါတယ်။ခြေတော့ကြွတ်တတ်တဲ့ယောဂါကြီးလည်းခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံမီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ သူကတော့အောင်ပြီသူကတော့အောင်ပြီဆိုပြီးတော့တနေ့ကိုပတိ6ပတ်စိတ်ကမှာပဲဖြစ်ပါတယ်ကတရားကောင်းမဲ့ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့80တို့900တို့900000တို့900000တို့900000တို့သိန်းတို့သိန်း80သိန်း900သိန်း900000တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အဖြူရောင်တို့အမီရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအပြင် ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတကူကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အုံနုခေါက်ဆွဲတပတ်ကစတီဇွန်လေးတက်အမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းဆက်ပြီးတော့မျက်စောဖျောင်းကက်လူပူစောလှူဒန်းပါ ဒါဆိုရင်တော့ကံစတာအညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာတလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတလင်းလာသားသမီးတွေဒီချိန်ဒီကာလမှာတော့အရေးကြီးတဲ့လုပ်ငန်းတွေစာချုပ်စာတမ်းမလက်မဲ့ရေးထိုးတဲ့ကိစ္စငွေကြေးကြီးကြီးမားမားမြုပ်နှံတဲ့ကိစ္စဆိုရင်တော့အချိန်ကာလနောက်ကို16ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်ဒီကာလမှာလုပ်မယ်ဆိုရင်တော့အမှားတွေ့တတ်ပါတယ် ကိုတူဦးတဲ့တယောက်တည်းတစထိုးလောက်တာတွေလည်းလုံးဝလုံးဝရှောင်ကျင်တဲ့အခြေဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့အထူးသဖြင့်ရွှေအဟောင်းတွေထွက်ပြီးတော့ရွှေအစ်စ်တွေရောက်လာတဲ့ကာလလည်းဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကရရလဝပါတဲ့သူတွေကိုယ်ကောင်းချူပေးတယ်။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ တတိဓာမဏိနဲ့နေရတာထတတနာနာမည်ပါတဲ့သူတွေတတိဓာရှောင်ခြင်းဟာ၎င်းနေနဲ့နေမိဘမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမိနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ15ရက်ကျော်မှဝယ်ပါဗျာ ရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာတော့ရန်ရှင်းရန်လင်းနေတာမျိုးတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းပြိုင်စံခီးထွက်ခြင်းကန်းချီခီးတွေတွားခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဂျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒူးလာခြင်းဒုက္ခခြင်းတွေဖြစ်တတ်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇ္ဇာစာရဏတမန်တော်အောင်ပြီဆိုပြီးတော့တနေ့ကိုပရိသုံးပတ်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ100%ရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိတ်တရားလို့တိတ်တထောင်လို့တိတ်တသောင်းလို့ဝင်လာတတ်တဲ့အချိန် တပတ်စာလက်ကြီးကာလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းချက်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါင်ပုတ်ထောပတ်တုံ၅ချက်အမွှေးတိုင်၅ထိုင် မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရီဆုတောင်းပါဗျာဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်ကြည်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်အင်္ဂါသာသမီးတွေဒီချိန်ဒီကာလမှာတော့အလုံးနှစ်မျိုးလောက်ဝခြင်းဝင်ငွေနှစ်မျိုးရခြင်း ကြုံရတဲ့အချိန်ဖြစ်တယ်။ကောင်းတာပဲလို့လို့ဆိုးတာပဲလို့လို့နှစ်ကြိမ်နှစ်ခါထက်ရထက်ရဖြစ်တဲ့သဘောလေးတွေ့ရပါတယ်။ခီးသွားရင်လည်းနှစ်ခါပြီးရင်ပြီးပါခီးသွားတတ်တယ်။အိုဘာစီခီးတွေကိုသွားတတ်တယ်။ထိပါရင်လည်းနှစ်ခါဒါမျိုးပြောတာပါဗျ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ရွှေဝင်လာဖို့ရှိပါတယ်ဗျ။ငွေရပြီဆိုရင်ရတဲ့ငွေတွေကိုရွှေဆိုင်အောင်အကုန်ပို့လိုက်။ပြီးရင်ခန္ဓာကိုယ်မှာရွှေဝတ်ထား။ ဒါဆိုရင်တော့လက်လာပါတအားရှင်မှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကအာဣဥအေဩအောင်လို့အေတို့ဣတို့ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထမဲ့နေနဲ့နေရတဟနာမဲ့ပါတဲ့သူတွေတတိထရှောင်ကြံ၎င်းနေနဲ့နေရကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားမယ်။အောက်လငသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူနှစ်ပတ်အတွင်းဝယ်ပါ။ကားကောင်းကားတန့်ကားသစ်ကိုပိုင်ဆိုင်ရတတ်တဲ့အချိန်ဖြစ်ပါလေ။ဂျန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ပါဘူး။သူတို့လည်းပဲကိုအောင်မြင်မှုတိုးတက်မှုကိုမနာလိုလို့ရှမ်းစကျူးကျော်တိုက်ခိုက်မဲ့သူနှစ်ယောက်ရှိပါလေ။ အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ဒီကခကြီးလွန်နေတာလို့ခကြီးထွက်နေတာလို့အဆက်အသွယ်တွေပြတ်တောက်နေတာလို့ဒါမျိုးလေးတွေကြုံရတတ်တဲ့အခြေဖြစ်ပါကျမရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂါစီးကြိုယောဂါလေးတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဘုရားဘာသာကိုယ်ကိုယ်တဲ့သူတွေဒိတ်ကြံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အရဟံဒိဋ္ဌိအောင်ပြီဆိုပြီးတနေ့ကိုပရိစေဘစိတ်ကမှာပဲဖြစ်ပါကံတရားကောင်းမဲ့ကိုဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့900လို့9000လို့9000လို့9သိန်းလို့သိန်း900လို့သိန်း900လို့သိန်း9000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုတို့အဝါနုတို့ပါတဲ့ဝတ်စားတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရှာမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝါညွန်ရှင်ညွန်အမွှေးတန်ရှစ်တိုင်တောက်တော်ရင်ရှစ်ခွက်မြက်စွာဖျားကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရုံကြည်ကြည်နဲ့ အသေးစိတ်အတန်ထွက်ပြီးတဝါးဆူတောင်းမှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာဂျုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျဘုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲရော့ကကြမှာဟုတ်ဖတ်ကြားပြဆိုပြီးမှာဖြစ်ပါဘောရုဒသမီးတွေယခုချိန်ယခုကာလမှာတော့အဖြစ်တဲ့အပြက်တွေများနေတဲ့ကိန်းငန်းမျိုးရှောက်လို့နေ ကိုတော်ဦးရဲ့တယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့တဆုထိုးလောက်တာတွေကိုတော့လုံးဝလုံးဝရှောင်ကျဉ်တဲ့အချိန်ဖြစ်ပါလေဒီကာလလေးကတော့အမှားတွေးတဲ့ကာလလေးဖြစ်ပါလေဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရွှေအဟောင်းတွေထွက်မှာရွှေအစ်စ်တွေရောက်လာတတ်တယ်ကိန်းကနန်းမျိုးကိုရောက်လို့နေပါလေဗျမိတ်ဆွေအပေါင်းအသင်းတွေကကခကကငနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ တတိယမဲ့နေ့နဲ့နေ့ကသဟနာမည်ပါတဲ့သူတွေတတိယရှောင်ခြင်းရ။၎င်းနေ့နဲ့နေ့ကကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စခြေတော်လေးတွေလက်ထောက်လေးတွေထိခိုက်တဲ့ရတတ်တယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသွေးထွက်တန်ရုံလေးတွေဖြစ်တတ်တယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့ဆက်နှစ်ရဲ့ကြော်မှာဝယ်ပါဗျ။ဂျန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မင်းရှိတယ် ိုယ်ရန်လိုတဲ့သူတတ်ခတ်တဲ့သူ၂ယောက်ရှိပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အာမနာတန်ဟောရမယ်ဆိုရင်၃ပွင့်ဆိုင် ဖြည့်ရှင်းစရာကိစ္စလေးပေါ်လာတတ်တဲ့အချိန်ဖြစ်ပါကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့လီထိုးခြင်းတယောက်ချင်းဝင်းလျှောခြင်းဝင်းချုပ်ခြင်းဆိုတဲ့ယောဂါလေးတွေဖြစ်တတ်တဲ့ခံစားရတတ်ပါတယ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပရိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ပဲစိတ်ကမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီရွှေ့လျားနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိန်းတရားလို့တိန်းတထောင်လို့တိန်းသသောင်းလို့ဝင်လာတတ်တဲ့အခြေဖြစ်ပါတယ် တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်လေးတွေပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်မိဘကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျေပကံများတစ်ချက်သေးကိုစမှုစာ၃ခုထဲပါအမွှေးတိုင်း၃နိုင်ဖြောင်းတိုင်း၃နိုင်စိုက်ပြီးတော့ မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုရှိကျင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရှုံရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာအညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာရှားဥသားသမီးတွေအတွက်တပတ်စာတဲရော့ကန်ချမောင်ဖတ်ကြားပြဆိုပြီးမှဖြစ်ပါလေ ဒါသွားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ဆရာသမားလိုပုံကိုတပည့်အောက်လည်းငယ်သားလိုပုံကိုတွေနဲ့တိုင်းတိုင်းဝိုင်းဝိုင်းလုပ်ရတဲ့လုပ်ငန်းတွေအကောင့်တွေဖော်ရတဲ့ချိန်ဖြစ်ပါတယ်။မိတ်ဆွေတက်တီတိုးလာတဲ့ချိန်လည်းဖြစ်ပါတယ်ဗျ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သစ်ဝင်ခြင်း၊စာအုပ်သစ်ဝင်ခြင်း၊တိုက်ခန်းသစ်ဝင်ခြင်း၊ဆိုင်ခန်းသစ်ဝင်ခြင်း integration ဘက်နေပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းတွေကြုံရတဲ့ချိန်လည်းဖြစ်ပါတယ်ဗျ။ မိတ်ဆွေပေါင်းနေတဲ့ကစဆဆဆညာနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိဓာမဲ့နေတဲ့နေရာပါဖပပမနာမည်ပါတဲ့သူတွေတတိဓာရှောင်ကျင်ရမယ်။၎င်းနေတဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စ အရွယ်ရပြီးသားကလေးတွေဆိုရင်တော့အရန်နေထွက်သွားတာမျိုးကြုံရတတ်တယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စလေကားကနေချေချော်ကြတာလို့အမြင်ကနေပြုတ်ကြတာလို့ကြုံရတတ်တဲ့ချိန်ဖြစ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကြုံမှဝယ်ပါဗျ။ဂျန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ရခင်အဖြစ်ခဲ့ဘူးတော့ပြဿနာအဟောင်းရှန်အဟောင်းနေရာကိုကိုယ်တဖန်ပြန်ပြီးတော့ ရန်စကျူးကျော်တိုက်ခိုက်တာတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တာယာချင်းပျော်ရွှင်ချင်းကြည်နူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမယ်။ပြားစံခီးတွေကန်းချီခီးတွေတွားတဲ့အချိန်လည်းဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်တဲ့ကိစ္စကတော့တွားနာခြင်းတွားခိုက်ခြင်းတွေဖြစ်တဲ့တဲ့သွေးအောင်အတက်အကျယောဂါတွေဖြစ်တဲ့တဲ့ခံစားတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတဲချံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ကြီးဆိုပြီးတော့ဒီနေ့ကိုပဒီ၄ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါလက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့200လို့2000လို့2000လို့2000လို့3000လို့3200လို့3200လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်တို့အနီရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအပြင် ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတရားတစ်ခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုအိမ်နီးနာပဝန်းကျင်မှာရှိတဲ့ခွေးလီခွေးလင်းတွေကိုမကြာခဏအစာကျွေးဒါနာပြုပြီးတော့ဆူတောင်းခြင်းအပြင် လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာအညံ့ခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်။တတာရိတာသမီးတို့တပတ်စာတဲတော့ကညီမဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်။တတာရိတာသမီးကဒီချိန်ဒီကာလမှာတော့ကိုတူဦးတဲ့တယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့တစွတ်ထိုးလောက်တော်ဒီလိုလုံးဝလုံးဝရှောင်ကျင်တဲ့အချိန်ဖြစ်ပါတယ်။ကောင်းရေးထားပြီးတော့တက်တိနားလေလူနဲ့တိုင်တိုင်မြင်ညှိနေတယ် လုံတဲ့ကာလဖြစ်ပါလေဒီကာလမှာအမှားတွေ့တဲ့ကာလဖြစ်ပါလေဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကြာတင်စီကြပါတကူကိုကွန်ချင်းကြပြောက်ချင်းကပိုင်နိုင်ခံချင်းမိကြံရင်ခရာချင်းတွေဖြစ်တတ်ပါလေဗျာဆက်ပစ္စည်းအသစ်ဝင်ချင်းစိန်ဝင်ချင်းတွေလည်းကြုံရတဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့တဲ့တာဟာနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေး ၎င်းတို့ရဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေ့နဲ့နေရကခကကငါနမ်းမယ်ပါတဲ့သူတွေတတိထားရှောင်ခြင်းရ၎င်းနေ့နဲ့နေရကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သားသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရ။ကားဝယ်မှုရှိရထားတဲ့သူတွေနှစ်လအတွင်းဝယ်ပါဗျာ။ ကာကောင်းကာတန်ကာတစ်ကို ပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါတယ်ဗျ။ရန်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မေးရင်တော့ရှိပါတယ်။ကိုယ့်ရဲ့ရှိမှမြောက်ပင်ပြောဆိုစားတော့နောက်ွယ်ကြရင်ကောင်းကောင်းအတင်းတုပ်တဲ့လူတွေကိုတော့တတိဒါရှောင်ကျင်းမှာဖြစ်ပါတယ်။ ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးပါလို့ကိုရီနှစ်ယောက်ပဲချစ်ချင်းမှာမိတိပြဒနာမှာမရှိတော့လေပဲကြားလို့တော့ကဝင်ရောက်နှောက်ရက်ခလောက်ဆန်ခြင်းညာကိုရီနှစ်ယောက်မှာအဖူးထစ်လေးတွေဖြစ်တတ်ပါလေဗျကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စကတော့အဆိုင် အောက်နဲ့ယောဂလေးတွေဖြစ်တတ်တဲ့ခံစားတတ်ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ တဏ္ဍသံဗုဒ္ဓအောင်ပြီဆိုတော့ဒီနေ့ကိုပရိနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ပြီးတော့ရွှေ့လျားနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့300လို့3000လို့3000လို့330လို့330လို့330000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ် ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တက်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကောင်းညင်းပေါင်းတစ်ဘက်ကအုံဒီမောက်မောက်လေးဖြူပြီးတော့အမွေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းဆက်ပြီးတော့မျက်စွာပြောက်ကတ်လူပူသောလူလန်းပါဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေပါပဲ ဖြစ်ပါတယ်ဗျ။တောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်တော်ဖတ်ကြားပြဆိုပြီးမှဖြစ်ပါတောက်ကြသားသမီးကဒီချိန်ဒီကာလမှာတော့အလုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခင်းပြောင်းနေကြုံရတဲ့တဲ့ချိန်ဖြစ်ပါတယ်။ရှင်နဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေပြောင်းရွှေ့နေထိုင်လောက်ကန်ရတာမျိုးတွေကြုံရတဲ့တဲ့ချိန်ဖြစ်ပါတယ်။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေထွက်ပါလိမ့်မယ်ဗျ။ရွှေပြောက်ခြင်းရွှေပောင်ရခြင်း ရွှေရောင်းရခြင်းနဲ့ကြုံရတဲ့အချိန်ဖြစ်ပါတယ်။မိမိမိတ်ဆွေအပေါင်းအသင်းတွေကစဆဆဆညနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိယအမှတ်နေ့နဲ့နေရအာဣဥအေဩအောင်တို့အေးတို့ဣတို့ပါတဲ့သူတွေတတိယရှောင်ကျမ်းမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စ ခြေထောက်လေးတွေလက်ထောက်လေးတွေထိခိုက်တဲ့အရာရတဲ့တဲ့အောက်လက်ကသားနဲ့ပတ်သက်တဲ့ကိစ္စတွေးထွက်တယ်ံလေးတွေဖြစ်တတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၁၂ရက်ကျော်မှဝယ်ပါဗျဂျန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးကိုကတော့ရှံမလို့ကို့ရှံလို့တဲ့သူတိုက်ခိုက်တဲ့သူ၂ယောက်ရှိပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့အာမနာနဲ့ဟောရမယ်ဆိုရင်တော့ကွဲတက်ပါလေကွာတက်ပါလေပြတ်တက်ပါလေဆဲတက်ပါလေ ကျမ်းစာရေးတဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ရှင်ဘတ်တချမ်းအောင်တာတွေဖြစ်တတ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဝိဇာစာရဏတမန်တော့အောင်ပြီဆိုပြီးတော့တနည်းပရိသုံးဘတ်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီရွှေ့လျားနေတာ60ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့900 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 ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်သာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်လို့အဖြူရောင်လို့အသားရောင်လို့စင်ဆွေရောင်လို့ပါတဲ့အဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကလည်းကံတာစီရမယ်ကံကွန့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုယ့်ဘက်ပါမယ်တဲရရတရားတစ်ခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မိမိအိမ်နီးနားပတ်ဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုငါးမုတ်ကြော်ထုတ်လေးတွေကျွေးမွေးလှူဒန်းခြင်းအပြင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစလာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျစနေသားသမီးတွေတပတ်စာတဲရောကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါစနေသားသမီးကဒီချိန်ဒီကာလမှာတော့ခရီးအနီးကွေးတွေသွားတတ်တယ်အထူးသဖြင့်တောင်တန်းနေရှိတဲ့နေရာကမ်းခြေခီးတွေသွားတတ်တယ်ကြက်သီးရိုးလိုနေရာတောင်ကြီးလိုနေရာနောက်တစ်ခုကပြပခီးတွေလည်းသွားတတ်တဲ့ချိန်ဖြစ်ပါအိုဘာစီးခီးတွေသွားတတ်တယ် ကောင်းသောသွားခြင်းဖြစ်ပါလေဗျဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ရွှေဝင်လာပါလိမ့်မယ်ဗျမိษွေပေါင်းတဲ့ကကခကကငနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေး၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့လုပ်တွေအစဉ်ပြေမယ်အောင်မြင်မယ်စက်တူရှယ်ယာလုပ်ငန်းတွေလည်းလုပ်ရတတ်တယ် တတိယမနေ့နဲ့နေရာတဟနာမည်ပါတဲ့သူတတိယရှောင်ခြင်းဟာ၎င်းနေ့နဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စခြိကကြံလေးရတတ်တယ်အမြင်ပြုတ်ကြတာခြေချော်လဲတာတွေဖြစ်တတ်တယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စခြေထောက်လက်ထောက်လေးတွေခြိကကြံရတတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၅ရက်၅ပတ်အတွင်းဝယ်ပါဗျာ ကားကောင်းကားတဲ့ကားတစ်ကိုပိုင်ဆိုင်ရတတ်တဲ့အချိန်ဖြစ်ပါတယ်။ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိတယ်။ကိုယ်ရန်လိုတဲ့သူတယောက်ရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တရားကိုယ့်ပေါ်မှာအနိုင်လိုချင်တဲ့စိတ်တွေရှိပါတယ်။အဲ့တော့အနိုင်လိုချင်ရှုံးပေးနှလုံးအေးတဲ့စီးပေါ်ဗျာ။ ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့မျက်စိစမ်းတက်ကမယ်မျက်မှန်တက်ကမယ်ပါဝါတိုးသွားတာမျိုးလေးဂျုံရတတ်ပါလေပြဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတ္တရပုရိဒ္ဓဓမ္မတာတ္တိအောင်မီဆိုပြီးတော့ဒီနေ့ကိုပဒီ6ပတ်စိတ်ကမှာပဲဖြစ်ပါလေတတရားအကောင်းဘက်ကိုဥတီရွှေ့လျားနေတာ85ရာခိုင်နှုန်းရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့300လို့300လို့3000လို့3000လို့3300လို့3300လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အပြာရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအဖြစ်မိမိဘက်ကနေကန်တာစီးရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ အာလူကျော်တပတ်ကံအမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းမျက်စွာပြောက်ကတ်လူပူစောလူရမ်းပြီးတော့ကိုဖြစ်ကျင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ဂျုံကြီးကြီးနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းမှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစတာညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ